ဒီနေ့သရညလာပြီနေဆိုတာယသဗျာလက်ထက်တော်ခကလာတော့ဘုရားဖြစ်ပြီးခုနှစ်နှစ်မြောက်တဲ့ဝါထွင်းကလာမှာယသဗျာဟာတော်ရင်သားလက်ပြည့်တက်ပြီတပည့်ဓမ္မတရားကိုခေါ်ချခဲ့ပြီဒီကနေ့သူပြည့်ကိုပြန်နေကြွာလာတယ်အမတ်တရားနေ့ ဒီနေ့ဘယ်ပြီးဓမ္မခါရနေလို့ဆိုတာပြီးဓမ္မခါရနေဆိုတာပြီးဓမ္မတရားဟောတာကဝါဇုလာဝိဇ္ဇာတရားတွေရေးစာပြီးတော့ဟောတာတရိညောလာဝိနေစေပြီးတယ်အဲ့တော့ပြီးဓမ္မတရားဟောလို့ဆုံးသက်တဲ့နေ့လို့ဒီလိုမှတ်ရမှာဒါကိုပဲပြီးဓမ္မခါရနေလို့ဆိုပြီးမြတ်မပြေမှာမသာနာနဲ့ထားကြလို့ပြောတာမိဓမ္မတရားစတင်ဟောတာတော့ ဝါဆိုပြီးတဲ့ဝါဆိုတဲ့နေ့ကနေစပြီးတော့ဟောကြားခဲ့တာဖြစ်တယ်။သုံးလကြာအောင်မြတ်စွာဘုရားပြီးရမတရားတော်ကိုတောင်းရင်သာတပ်ပြီးမှဟောကြားပြီးဒီကနေ့ဘဝရဏပြုပြီးတဲ့အခါမှာတောင်းရင်သာတပ်ပြီးကသကြမင်းဖန်ဆင်းတဲ့ရွှေစောင်းနှံဝေစောင်းနှံပရမယာစောင်းနှံလို့ဆိုတယ်။စောင်းနှံ၄ကားကြီး30အနေနဲ့ ခန္ဓာတပြိတ်စွာနတ်ပြည်ကနေလူပြည်ကိုပြန်ကြွလာတဲ့နေသူနေပြန်ဖြစ်တယ်ဆိုတာဘုရားဘာသာဝင်နေတဲ့မတားထားဘူးလို့ရတယ်နော်။ဘာလို့လဲဆိုဒီတရင်ညလာပြီနေစေ။တရင်ညလာပြီတရင်ကျပြီဆိုပြီးတော့ရှောက်ပြီးတော့လဲချပတ်ကြတော့မြတ်စွာဘုရားဘုရားဘာသာဝင်နေဖြစ်တရားလို့ဆိုဒီကနေ့ဟာမြတ်စွာဘုရား တို့သာသနာတို့ကိုပဲတဲ့မြတ်စွာဘုရားရဲ့ထူးမြတ်တဲ့လူကြီးကိုကြံပြန်နေကြတာဖြစ်လို့တို့တွေဟာတရားနေပြီးတော့စီကျုပ်ပူဇော်တယ်ဆိုတဲ့ပူဇော်ဝဲအခမ်းအနားတွေမိထွန်းကြတာလုံးလို့ဒီအထည်ရွယ်နေသရေညုလတော်ရိသာတပ်ပြေကပြန်ကြွားတဲ့အခမ်းအနားကိုမြတ်စွာဘုရားကိုချီးညိုပြီးတော့လူတွေကစီမီနဲ့ပူဇော်ကြတယ်လို့ ဒီလိုပြောင်းလဲချာရသော်ဗျာရဲ့ဒီဝိရမတရားမဟောခင်ကသရေညွလပြည့်နေ့မှာမိထွန်းလာတော့ကတိကနက်ခတ်လို့ခေါ်တယ်မိနက်ခတ်နဲ့ပတ်သက်ပြီးတော့ထုံးစံထုံတန်းစင်လာအရာမိထွန်းကြတာဖြစ်တယ်ဘုရားဘာသာနဲ့မပတ်သက်ဘူးချိုးကိုပူဇော်တဲ့အနေနဲ့မိထွန်းကြတာဖြစ်တယ်အခုအိန္ဒိယနိုင်ငံလူတွေကဒီပါဝလီဆိုတဲ့ပြီးထုံးမွေးကျင်းပသလိုပဲ ကိုယ့်ရဲ့အစဉ်လာရလောက်ကြတာမြမကြီးကဘုရားဘာသာဝင်တွေကတော့မိထွန်းတာတော့